ဘဝမှာနေရတာတန်စီဘူးအားလုံးပဲမင်္ဂလာပါကျမတော့ Memories YouTube Channel က MM3 ဖြစ်ပါတယ်ဒီတစ်ခါ Memories YouTube Channel ရဲ့တင်းနှင်းကလေးနဲ့ MM3 ရဲ့မျှဝေမှုလေးကိုတင်ဆက်မှာပါဘာရီမျှဝေမှာလဲဆိုတော့ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့ခေတ်တီတောင်းဆိုမှုများဆိုတဲ့စာအုပ်ထဲကဘဝမှာနေရတာတန်စီဘူးဆိုတဲ့ဆောင်းပါးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ဘဝမှာနေရတာတန်စီဘူးကျွန်တော်တို့တွေကိုနေတဲ့မြို့ကနေတခြားတနေရာရာကိုခရီးထွက်ပို့ကြမှာပါအဲ့ဒီလိုအလဲပတ်သွားကြတဲ့အခါတေးကြတာကဘသူမှတော့ဟိုတယ်မှာပဲနိမ့်နိမ့်ညညနားပြီးပြတ်မလာခြင်းမှုဆိုတာပါပဲအဲ့ဒီလိုစားလိုက်အိတ်လိုက်လုပ်နေရင်လေဒီလိုမျိုးခရီးထွက်ရတာဘယ်တန်မှမလဲဒါဆိုတန်အောင်ဘယ်လိုလုပ်မလဲငါတို့ဒီမျိုးကိုရောက်ရင် ဘယ်တွေသွားလဲမယ်ဘာတွေလုပ်မယ်ဘလို့အဆောင်စာတွေစားမယ်ဆိုတဲ့စရင် checklist ရှိရပါတယ်အဲ့ဒါတွေကိုကိုအချိန်ရတဲ့ရက်ပိုင်းလေးအတွင်းလုတ်ခဲနိုင်မှဒီခရီးကိုလာရတာတန်ပဲအဲ့ဒီလိုပဲတနေ့ရရလဲပြီးလို့လဲညဘက်တွေမနာကြပြန်တနေ့ကုန်ပင်မလားလဲတက်ကြွားနေပြောတာကိုတငယ်ချင်းနေနဲ့စကားတွေထိုင်ပြောမယ်တခုခုကစားခြင်းကစားမယ်ဂီတာတီးပြီးတချင်းတွေဆိုခြင်းလဲဆိုမယ်ဒါတွေကခရီးသွားမှုတဲ့သူတိုင်းသိတဲ့ကိစ္စတွေပါ တကယ်တော့စဉ်းစားကြည့်ပါကျွန်တော်တို့လူပွားတွေကိုရောက်လာတယ်ဆိုတာကလည်းမြို့တစ်မြို့ခီးထွက်လာတာနဲ့အတူတူပဲကျွန်တော်တို့ဒီကဘာကြီးတည်နေတဲ့ွေနေခွင့်မရအောင်အခိုက်တန်းပဲနေလို့ရမယ်ခီးထွက်တယ်လို့ရက်ပိုင်းလောက်တော့မဟုတ်ဘူးပေါ့နှစ်နဲ့ချီလက်ပတ်ခွင့်ရမယ်သို့တော့တစ်ဖက်မှာလည်းခီးထွက်တာကဘယ်နေ့ရက်နေမဲဘယ်နေ့ပြန်မဲဆိုတာသတ်မှတ်ထားလို့ရတယ်ဆိုပေမဲ့လူပွားကြတော့ဘယ်လောက်နေရမဲဘယ်နေ့ပြန်ရမဲဆိုတာဘယ်သူမှမသိဘူးကို့အနေနဲ့လည်းရွေးချယ်လို့မရအောင် ဒါကြောင့်မို့ဒီလိုမျိုးလူဘဝဆိုတဲ့နေရာကို အလဲအပတ်ရှောက်တုံးအခိုက်အတန့်မှာတန်အောင်လို့ဘာတွေလုပ်တင်တယ်လဲစဉ်းစားကြည့်မိပါတယ်။နံပါတ်1ချက်လစ်ရှိပါစေ။ခီးသွားတဲ့ကဘူးမှဟိုတယ်လေးမှာပဲတဲပြီးပြန်မလာခြင်းတလို့လူလောကကြီးတွေကိုရောက်ပြီးမှလဲအိတ်လိုက်စားလိုက်အလူလေးလုံလိုက်နဲ့လူမသိသူမသိပြန်ထွက်သွားရတယ်ဆိုဘယ်တမ်းမှမလဲ။ဒါကြောင့်ကျွန်တော်တို့မှလူဖြစ်တုံးအခိုက်အတန့် ငါဘာတွေလုပ်သွားမယ်ဆိုတဲ့ checklist ရှိဖို့လိုပါတယ်။တယောက်နဲ့တယောက်တူမာတော့မဟုတ်ပါဘူး။တယောက်ကပတ်စံရှာပြီးကိုမျိုးဆက်ကိုချမ်းချမ်းသာသာထားသွားခြင်းနဲ့နောက်တယောက်ကတိုင်းပြည်အကျိုးလုပ်သွားခြင်းနဲ့တယောက်ကအများအကျိုးတည်ပိုးသွားခြင်းနဲ့စာရေးဆရာဆရာဝန်အဆိုတော်အမှုပညာရှင်ဒါမှမဟုတ်လေဘာသာရေးယုံကြည်ချက်အရာ တစုံတရာဖြစ်သွားခြင်းနဲ့ဆိုတာမျိုးတွေလည်းရှိနိုင်ပါတယ်။ နောက်ပြီးဘေးနီယာတွေရောက်ပူးခြင်းနဲ့ဘလို့ပုံစံမိသားစုဘဝလေးပိုင်ဆိုင်ခြင်းနဲ့မိဘကိုလှုပ်ကြွေးနိုင်တဲ့သူဖြစ်ခြင်းနဲ့စသဖြင့်လည်းဖြစ်ချင်တာတွေကွဲပြားနိုင်ပါတယ်။ဘေးဟာအကောင်းဆုံးရဲ့လို့မရှိပဲကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့အဓိကဆိုင်တယ်။ဒါပေမဲ့တေချာတာကဒီလို checklist လေးတခုတော့ကျွန်တော်တို့မှာရှိရမယ်။နံပါတ်1ပညာနဲ့ဥစ္စာခရီးတခုထွက်ပြီးဆိုဖယ်သွားမယ်။ဘာလုပ်မယ်ဆိုတဲ့ checklist ရှိုံနဲ့မလုံလောက်ပါဘူး။အဲ့ဒါတွေကိုတကယ်လုပ်နိုင်ဖို့အတွက်အဆန်ရှိရတယ်။ ဘလို့သွားရမယ်ဆိုတဲ့အလမ်းကိုလည်းသိဖို့လိုတယ်။ဘဝမှာလည်းဒီလိုပါပဲ။ကိုလှုပ်ချင်တာတွေလှုပ်သွားနိုင်မှုအတွက်ဖြစ်ချင်တာတွေဖြစ်နိုင်မှုအတွက်ပတ်စံရှာရတယ်။ပညာရှာရတယ်။ကျွန်တော်ကျမကမထမ်းသာကျမဘူးဆိုရင်တော့အခြေခံအားဖြင့်တော့ပညာနဲ့ငွေကလိုးကိုလိုတယ်။ကိုမိသားစုကလိုအပ်တဲ့အခါမိဘကနေထိုင်မကောင်းဖြစ်တဲ့အခါသားသမီးကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ရမယ့်အခါဒါရီကလိုအပ်လာတာပါပဲ။နံပါတ်3အကောင်းမြင်စေ ဘဝဆိုတာမျောလင့်မထားတဲ့အရာတွေနဲ့ပြည့်နေနေပါတယ်။အမြဲတမ်းအစဉ်ပြေချုံးမွေမနေပါဘူး။ရှုံးနေမှုတွေအထင်ငော်တွေအချိုးအကွေတွေတုံ့တွေးရမယ်။ခရီးထွက်တဲ့အခါလမ်းမှာကားပြတ်တယ်လို့ပေါ့။ဒီတခါကျွန်တော်တို့မှာဘာလိုအပ်လာတယ်လဲဆိုတော့ဒီအခြေအနေတွေကိုကြော်ဖြတ်နိုင်မှုအကောင်းမြင်စိတ်လိုလာတယ်။ဘဝမှာအောင်မြင်မှုဆိုတာပါရမီတက်ကြွမ်းမှုဒါတွေနဲ့တွေမလုံလောက်ပါဘူး။စိုးရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတဲ့အခါဘလို့ကြော်ဖြတ်တယ်လဲဆိုတာကလည်းအရေးကြီးပါသေးတယ်။ အကောင်းမြင်စေလို့ပြောလိုက်ရင်လူတွေအထင်လွဲကြတယ်။မိုးမရွာတော့ပါဘူးဆိုပြီးထီထားခဲ့တာ။မပေါက်တော့ပါဘူးဆိုပြီးဘိန်းအပေါ်သေးမလာတာတွေကိုအကောင်းမြင်စေလို့ထင်ကြတယ်။တကယ်တော့အဲ့ဒါကပေါ့တာပါ။နောက်ပြီးတည်ရင်လဲထားခဲ့ရမှာပဲဆိုပြီးဘာမှမစိုးစားပဲနေတာကအကောင်းမြင်တာမဟုတ်ဘူး။အဲ့ဒါကပြင်းတာပါ။တကယ်တော့အကောင်းမြင်စေဆိုတာကိုအကောင်းဆုံးလောက်ပါလေးရဲ့နဲ့ညှော်လင့်မထားတဲ့အခြေအနေတွေကြောင့်ထင်သလိုဖြစ်မလာတဲ့အခါ နောက်ဆုတ်မသွားဘဲရှစ်ဆန်နိုင်တဲ့အစွမ်းတတ္တိကိုခေါ်တာဖြစ်ပါတယ်။နံပါတ်၄အတွင်းထဲကအတားဆီးတွေကိုတွန်းထုတ်ပါ။ခရီးတစ်ခုထွက်ရင် ပြောနေတော့ပင်မရကောင်းမှမသိတယ်လို့ပဲ။လူတစ်ယောက်ကဖြည့်ချင်စိတ်တွေပြင်းပြလာပြီဆိုတဲ့အခါမှလည်းအပင်မခံနိုင်လာတယ်။အေးရပြက်ခံနိုင်လာတယ်။ပြောချင်းပါချင်းစိတ်ကိုထိမ့်ချုပ်လာနိုင်တယ်။ဒါကြောင့်လေချက်ကလစ်မှာကိုတကယ်ဖြစ်ချင်တာတွေကိုစူးစီးထားဖို့လိုတယ်လို့ပြောတာ။ အဲ့ဒီလိုကိုဖြစ်ချင်တာတွေကိုစည်ရင်းပြုစုထားတဲ့ checklist တစ်ခုထွက်လာပြီးတဲ့နောက်မှာဒါတွေကို လုတ်သွားနိုင်ဖို့ရအတားအဆီးတွေရှိလာတယ်။စူးစမ်းရင်ဘာမစိုးဖြစ်နိုင်နေဆိုတာကတကယ်တော့တိတ်လက်တွေ့မကျလာပါဘူး။ဘလောက်စူးစမ်းစူးစမ်းမဖြစ်နိုင်တာတွေအများကြီးပါ။ရုပ်ဘလို့မှမလာတဲ့သူကမင်းသားမင်းသမီးဖြစ်ဖို့ခက်တယ်။ကျမရေးချူချာတဲ့သူကစစ်သားဖြစ်ဖို့ခက်တယ်။မြန်မာနိုင်ငံသားကဘလို့မှအမေရိကန်သမ္မတမဖြစ်နိုင်ဘူး။ ဓာရီကကိုနဲ့မဆိုင်ကိုလည်းပြင်ဆင်လို့မရတဲ့ပြင်ပအတားဆီးတွေပါကိုနဲ့အဓိကဆိုင်တဲ့အတားဆီးတွေကတော့ကို့အတွင်းထဲကအတားဆီးတွေဘာလဲဆိုတော့တခုခုလုံတော့မဲဆိုတဲ့အခါတိုင်းပေါ်ပေါ်လာတက်တဲ့ကို့ကိုကိုညှာတဲ့စိတ်တနေုံယုံတက်လာတာပင်ပန်းနေပြီတော်ပြီသင်တန်းမတက်တော့မနဲ့နှိုးဆက်မြည်တယ်နှိုးလာတယ်ဟာခဏလောက်ပြန်အိပ်လိုက်လေရပါတယ်ညာဘက်စာပန်ရင်အိပ်ငိုက်လာတယ် ။အော်၊သူများတွေဆိုဒီချိန်အိတ်နေပြီ။ငါလည်းအိတ်တော့မယ်။ဒီလိုအတွေးတွေကိုဆိုလိုတာပါ။စမ်းကြည့်ကြည့်ပါ။အိတ်ငိုက်နေတဲ့အချိန်စိတ်ကိုအလိုလိုက်အိတ်မပစ်လိုက်ဖဲနဲ့မျက်နှာသွားတက်တာလမ်းထလျှောက်လိုက်တာမျိုးလုပ်ကြည့်ပါ။အိတ်ငိုက်ပြေးသွားတယ်။စာပြန်ဖက်လို့ရသွားတယ်။အိတ်ချိန်တနေ့၈နာရီကို9နာရီလောက်ထားကြည့်ပါ။6နာရီလောက်ပဲအိတ်ကြည့်ပါအဲ့ဒီလိုလှုပ်လိုက်လို့အိတ်ရတဲ့လဲလောက်အောင်နေမကောင်းဖြစ်သွားတယ်ဆိုတာမရှိတော့ပါပဲလှုပ်မယ်ဆိုလှုပ်လို့ရတယ် ကျွန်တော်တို့စီမှာတကယ်တမ်း energy တွေကရှိပြီးသားထုတ်တာမသုံးမိနေကြတာဘာလို့လဲဆိုတော့တော်ပါပြီပြင်မနေပြီမဖြစ်နိုင်တော့ပါဘူးဆိုပြီးကိုကိုကိုညာနေကြကန့်သက်နေကြတားဆီးနေကြတာကိုဒါတွေကြောင့်ကိုဖြစ်ချင်တာတွေဖြစ်ခွင့်ရဖို့ဆိုရင်အဲ့ဒီအတားဆီးတွေကိုတွန်းထုတ်နိုင်ဖို့လိုတယ်ကိုစီမှာကြံနေသေးတဲ့ energy တွေအစွမ်းအစာတွေတိုးတိုးပြီးထုတ်သုံးဖို့လိုပါတယ်ရုံးတက်ရတာပြင်မနေပြီတင်းနှမ်းမတက်တော့ပါဘူးဆိုတဲ့စိတ်ပေါ်လာတိုင်း တွန်းထုတ်ပြစ်ပါငါကတော့ဒီရလူနဲ့မရနိုင်ပါဘူးဒီတောင်ဝင်နေမယူနိုင်ပါဘူးဆိုပြီးကန့်တတ်နေပြီးတိုင်းတွန်းထုတ်ပြစ်ပါဒီအလုပ်တောင်းနိုင်နိုင်နောက်တစ်ခုထပ်လုပ်ဖို့ဆိုရင်တရားကြီးရဲ့လို့တွေးမိနေတိုင်းတွန်းထုတ်ပြစ်ပါတကယ်တော့လက်ရှိကိုဘာဖြစ်နေတယ်လဲဆိုတာထက်ကိုကိုကိုနောက်တစ်ချိန်မှာဘာဖြစ်လာမယ်လို့မြင်ထားတဲ့လဲကပိုအရေးကြီးပါတယ်ဒါကြောင့်လူပွားတွေကိုလာလေကြတဲ့အခိုက်အတန့်တန်အောင်နေသွားဖို့ဆိုရင်အနည်းဆုံးဒီလေးခုတော့လိုပါလိုက်မယ်။၁ ဘာတွေလုတ်သွားမယ်ဆိုတဲ့ checklist ထားပါနှစ်လိုအပ်တဲ့ပညာနဲ့ဥစ္စာကိုရှာဖွေစုဆောင်းပါသုံးဖြစ်လာမယ့်အခြေအနေတိုင်းကို အကောင်းဆုံးကြော်ဖြတ်နိုင်အောင်အကောင်းမြင်စိတ်မွေးပါလေးကိုကိုကိုညာတဲ့စိတ်ပေါ်လာတိုင်းကိုကိုကိုတားဆီးနေမိတိုင်းအဲ့ဒီအတားအဆီးတွေကိုစွန့်မိတ်တွန်းထုတ်ပြစ်လိုက်ပါ၄ အခုမျှဝေသွားတာလေကတော့ဆရာဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ခေတ်သစ်ဤတောင်းဆိုမှုများဆိုတဲ့အစာအုပ်ထဲကဘဝမှာနေရတာတန်စီဖို့ဆိုတဲ့ဆောင်းပါးလေးကိုမျှဝေသွားတာဖြစ်ပါတယ်ရှင် Memories YouTube channel ရဲ့တနင်္ဂနွေနေ့တိုင်းတင်ဆက်မဲ့ MM3 ရဲ့မျှဝေမှုတွေကိုလည်းဆက်ဆက်စောင့်မျှော်အားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။